အားလုံးပဲမင်္ဂလာပါသတိရှိချစ်သူ channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်6ကြိမ်အတွက်ဒူဩကွက်လေးပေါ့ဗျာကျွန်တော်တွေ့တာလေးကိုတင်ပေးလိုက်ပါတယ်ကျွန်တော်89ခုနှစ်ခုနှစ်မှာ639ခုန်လို့ရှိရဲ့639ခုန်တူဆောင်းနေပေါ့ဗျာနော်1 2 3 4 5 6ခုန်8 9ကြိမ်မှာခွန်လေးလေးလို့သူကရိုက်ထားတယ်တဲ့နော်639ခုန်ခွန်လေးလေးပေါ့နော် ွန်လေးလေးကနေတခါဇောင်းကသူကနေစိုက်တာစာကြီးလိုက်မှာပေါ့ဗျ1 2 3 4 5 1 2 3 4 5 1 4 5လို့သူကတခါပြန်ရိုက်ထားတယ်တဲ့1 4 5နေတော့ရီလိုက်မှာပဲဗျာသူဇောင်းကနေ1 2 3 1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30ရိုက်ထားပြီအဲ့ခွန်65နေတော့ဇောင်းတက်လိုက်မှာပေါ့ဗျာ အချင်းရဲ့ပေးမှာခွန်၃ည၃ဆိုပြီးတာရိုက်ထားတယ်ပေါ့လေ။တို့၆၃ညခွန်လို့တဲတယ်။သူကနေကျွန်တော်တို့ခွန်လေးလေးလို့တက်ရိုက်ထားတယ်ခွန်လေးလေးကနေမှာ၄၄၅လို့လှမ်းရိုက်တယ်၄၄၅ကနေမှာကျွန်တော်တို့ခွန်၆၅လို့လှမ်းရိုက်ထားတယ်ခွန်၆၅ကနေမှာကျွန်တော်တို့ခွန်၃ည၃ဆိုပြီးတာရိုက်ထားတယ်ပေါ့ဗျာဒါကပထမကပ်ပေါ့နော် တို့တို့ဒုတိယကတ်မှာကျတော့2001မှာပဲတဲ့နော်ဒီပထမကတ်တိုင်းမှာခွန်3 6အောက်ဆိုသူကတည်ထားတယ်ဗျာနော်သူကနေသူစောင်းနေတော့ယူလိုက်မယ်ဗျ1 2 3 4 5 6 9မှာလဲပထမကတ်တိုင်းမှာ4 4ခွန်လို့ရိုက်ထားတယ်ပေါ့ဗျာနော်4 4ခွန်တို့စောင်းသွားလိုက်မယ်တဲ့1 2 3 4 5 1 2 3 4 သူမှလည်းပထမကတ်တိုင်းမှာ၄၅နှစ်လို့ရိုက်ထားတယ်တဲ့၄၅နှစ်ကနေတော့ဆောင်းဆင်းလိုက်မှာပြီ၁၂၃၁၂၃၄၅၆၇၈၉၁၀၁၀မှလည်း၅၆၇လို့သူပထမကတ်ထိုင်ရိုက်ထားတယ်အဲ၅၆၇နေတော့တက်လိုက်မှာပေါ့ဗျာ၁၂၃၄၅၅၇၅ချိန်ရပြီဆိုတော့ဒီပွဲပေါ့ဗျာဒါ၇၃၀လို့ကျွန်တော်ကတော့ကြိုက်မှာပေါ့လေဒါကျွန်တော်တို့ ပထမကတ်တိုင်းမှာသူတည်ထားတယ်936ရှိတယ်44ခွန်ရှိတယ်59နှစ်ရှိတယ်အကျေတူကွာဝေးတူတွေမှာပဲပြီးရင်96ခွန်ရှိတယ်သူကနေတက်လိုက်မယ်ဆိုရင်ဒီ6ကျင်းမြောက်ပေါ့ရ2025 6ကျင်းမြောက်အခွန်30လို့ကျွန်တော်မှတ်ထားတယ်ပေါ့လေဒါကကျွန်တော်တို့ပထမ site လေးပေါ့နော်နောက်ထပ်မတူညီတဲ့တစ် site နဲ့တွဲကြည့်အောင်နောက်ထပ်မတူညီတဲ့ site ကအဲ့ဒါကျွန်တော်တို့89ခုနှစ်မှာ 869လို့တည်ထားတယ်869ကအဲ869လေးကကသူကတစ်ချိန်နှစ်ချိန်သုံးချိန်တစ်ချိန်နှစ်ချိန်သုံးချိန်မှာ669ဆိုပြီးပြန်ရိုက်ထားတယ်ဗောဗျာအဲ့လိုပြန်ရိုက်ထားပြီးတော့ကျွန်တော်ပထမတည်တဲ့669ကနေပဲယူလိုက်မယ်နော်သူကနေအောက်ဆောင်ဆင်းလိုက်မှာဗျာ1 2 3 4 5 6 9ခွန်ခွန်ကနေမှာ1 2 3 4မှာ လေးတုံညာငားလို့ရိုက်ထားတယ်ဗျာနော်လေးတုံညာငားလို့မရိုက်ခင်မှာလဲသူလေးတုံညာငားရှိတယ်သူကခွန်နှစ်ခွန်ဆိုပြီးတော့ထိတ်စီးတုံးထောင်ထားသေးတယ်ဗောဗျာခွန်နှစ်ခွန်ဆိုပြီးတော့အဲ့လိုထောင်မှာလေးတုံညာငားလို့ရိုက်တယ်တဲ့လေးတုံညာငားအနေနဲ့တို့ဇောင်းတက်လိုက်မှာဗျာ1 2 3 4 1 2 3 4 5တုံညာ3ခွန်လို့ဒါရိုက်ထားတယ်ဗောလေအဲ့တုံညာ3ခွန်လေးက ဘယ်ကလာတော့ဆိုရင်တဲ့ကျွန်တော်တို့ကြီးလိုက်မယ်ဘောရအဲ့တော့သူကနေ1 2 3 4 5 5မြောက်ထဲကကနန်းဖြစ်ရမယ်တဲ့နော်5မြောက်ထဲမှာ930လို့ကြာထားတယ်930လို့ကြာထားဘာကြောင့်ဒီကောင်ကိုယူထားလဲဆိုဒီ930ယူထားသူကနေမှတခါ1 2 3 4မှာလဲသူက6ခါ7ခါ10ခါဆိုပြီး 681ဆိုပြီးတော့ခါသုံးလုံးလှည့်ထားတယ်လှည့်ထားတဲ့6ခါအနေမှာ1 2 3 4ပင်မှာသူက930လို့တည်ထားတယ်သူ့မတည်ခင်မှာလည်း930ရှိမှလည်းသူကဟိုရှေ့ရည်ကြည့်လိုက်မှာဗျာ1 2 3 4 5 6 9 8 9 10 11 12တရားလို့ရှိတယ်ဗျသူရဲ့တပင်ကြောင့်မလဲ2900ခွန်လို့ရှိတယ်နော်အဲ2900ခွန်ဒီမှာ1 2 3 4 5 6 999လို့ထောင်ထားတယ်ပဲနော်သူထိပ်စီ999လို့ထောင်သူကနေမှာ1 2 3 4 5 6မှာ2 9ခုလို့ရှိတယ်2 9ခုရဲ့တပင်ကျော်မှာတရားလို့ရာစီကနန်းရိုက်ထားတယ်ရာအဲ့တရားနေတဲ့တယ်နော်လို့1 2 3 4 5 6 9 10 11 12ချိန်မြောက်12နှစ်မြောက်မှာနော်လို့ခွန်30ဆိုတဲ့ကနန်းလေးရှိတယ်အဲ့ခွန်30ဆိုတဲ့ကနန်းလေးလည်း1 2 3 4မှာ6ခါ8ခါ10ခါဆိုပြီးတော့ 681ဆိုပြီးတော့ခါသုံးလုံးဇောင်းထိုးယူမှဆိုကြာတာခွန်30ဒီခွန်30လေးကကျွန်တော်တို့ငါးနှစ်မြောက်ကိုပြန်လိုက်ကြမှာပေါ့ဗျာ1 2 3 4 5ငါးနှစ်မြောက်ထဲလိုက်ကြမှာချိန်မှာတဲ့ဒီနေရာမှာသူလိုက်ကြထားတယ်ဘယ်တောက်တွေနဲ့ကြာတော့ခုန435ခွန်နှစ်ခွန်ထောင်669ဟော669လို့တက်ရိုက်ထားတဲ့တောက်တွေနဲ့သူလာကြထားတယ်ပေါ့လေဒါကကျွန်တော် ပထမစိုက်လေးပေါ့နောက်ထပ်မှတူညီတဲ့စိုက်လေးတွားကြည့်အောင်နောက်ထပ်မှလည်း2013မှာလဲရတဲ့သူက846လို့ရှိရတယ်846ကလည်းသူပထမကတ်တိုင်းမှာလဲ1 2 3 1 2 3 3 3နှစ်မြောက်ကိုပြန်လိုက်ကြထားတယ်ပေါ့လေအဲ့လိုကြာရင်ပထမတဲတဲ့846တော့ရည်ကြည့်လိုက်မယ်တဲ့1 2 3 4 5 6 9 1 2 3 4မှာ၄၃၅ဆိုပြီးပထမကတ်တိုင်းမှာဒဲတဲထားတယ် ူမကြခင်မှာလဲသူ့ရှေ့မှာလဲခွန်းနှစ်ခွန်းဆိုပြီးထိတ်စီးသုံးလုံးထောင်ပြီးမှ၄၃၅ဆိုပြီးဒဲ့တဲထားတော့လေပထမကတ်မှာလဲကျွန်တော်တို့ခွန်းနှစ်ခွန်းလို့ထောင်ပြီးမှ၄၃၅လို့ဒဲ့တဲထားတယ်ဗောလေအခုဒုတိယကတ်မှာလိုက်တိုင်းမှာခွန်းနှစ်ခွန်းလို့ဒူထောင်ထောင်မှ၄၃၅လို့ဒဲ့တဲထားတယ်အဲ့၄၃၅နေကျွန်တော်တို့ဇောင်းတက်လိုက်မှဆိုရင်၁၂၃၄၁၂၃၄၅ဆိုဒီ၆ကြိမ်မြောက်ဗောဗျာအခွန်၃၀လို့ကျွန်တော်တို့မှန်းထားတယ်ဗောလေ ီမှာတော့303ခွန်လို့ကြာထားတယ်ဘောနော်ကျွန်တော်က930အဲ့ခွန်30လေးကိုလည်းဘယ်ရောက်ပို့သူလည်းပထမကတ်တိုင်းပဲတဲ့သူရ9နှစ်မြောက်ကလာတယ်ကနန်းဖြစ်ရမယ်တဲ့ဒီဒီ2 3 4 5 9နှစ်မြောက်ကခွန်30ဖြစ်9နှစ်မြောက်မှာဒီမှာ303ခွန်လို့သူလည်းကြာထားတယ်သူမကြခင်မှာလည်းသူပထမကတ်တိုင်းမှာ1 2 3 4မှာ6ခါ8ခါ10ခါဆို6 8 10ဆိုပြီးတော့ခါသုံးလုံးဇောင်းထိုးပြီးမှသူကခွန်30လေးကြာတယ် သူမကြခင်မှာလိုက်တယ်ပထမကတ်တိုင်းပဲတဲ့နောက်ကိုပြန်လိုက်မယ်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90တရားဆိုရရာဇီကနန်းလေးတဲတဲထားတယ်ဗျအဲ့တရားရဲ့အောက်တပင်းကျော်မှာလဲခွန်9နှစ်ဆိုပြီးသူကတဲထားတယ်ခွန်9နှစ်ကနေတခါပြန်ယူလိုက်မယ်ဆိုရင်1 2 3 4 5 6 9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  သူကနေ1 2 3 4 5 6 9 9နှစ်လို့ရှိသူ့ရဲ့အပေါ်တပင်ကျော်မှာတရားလို့ယာသီကနန်တဲ့တဲ့တရားနေမှာတော့1 2 3 4 5 6 9 8 9 10 11 12 3 9 3 9လို့သူကရိုက်အဲ3 9 3 9ဆိုကနန်လေး5နှစ်မြောက်ဘုရားပြန်လိုက်ထွက်ပေးရမှာပေါ့လေ1 2 3 4 5နှစ်မြောက်ထွက်မှာဆိုဒီချိန်မှာတော့ခုနပြောထားတဲ့၄၃၅တောက်တင်နဲ့9 9တောင်း ရှစ်လေး6ကရှစ်6လေးလို့တက်ရိုက်ပြီးမှ6ချိန်မြောက်မှဒါလာကြစုံနေတယ်ပေါ့လေနော်ဒါခွန်30လို့နော်6ချိန်မှာမှန်ထားတယ်ပေါ့လေဒါကတော့ကျွန်တော်မတူညီတဲ့2ဆိုင်ပေါ့နော်နောက်ထပ်မတူညီတဲ့ဆိုင်လေး2ဆိုင်နဲ့တွဲကြည့်အောင်နောက်ထပ်မတူညီတဲ့ site လေး2 site ကတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့ပွဲတော့ကျွန်တော်86လို့ပြထားတဲ့ site လေးပေါ့လေ မေဆိုတော့မှတ်မိအောင်ခုနစခုနှစ်မှာတော့တုံးတုံးညာခွန်းလို့ရှိရယ်ပဲနော်သူကနေအောက်ဆင်လာလိုက်မယ့်1 2 3 4 5 6 8ဟိုနေမှာ1 2 3 4 5 6ခွန်းမှာ6တုံးညာခွန်းလို့တဲရယ်အဲ6တုံးညာခွန်းနေတော့ဇောင်းပြန်တက်လိုက်1 2 3 4 1 2 3မှာ1 9လို့ရှိရယ်အဲ1 9ကနေတော့ပေါ်တက်လိုက်မှာပေါ့ဗျာ တင်း2 3 4 5တင်း2 3ခွန်30လို့တော့ရိုက်တယ်ပြီးတဲ့ဘွယ်ကျွန်တော်ခွန်6လို့ဖန်ထားတဲ့ site ပါပဲခွန်30ပြီးတော့ तू မကြခင်ပါတဲ့ခွန်30မကြခင်ပါလဲကျွန်တော်တို့သူ့ရဲ့ခွန်30နေလဲတင်း2 3 4တင်း2 3မှာ334လို့ရှိတယ်အဲ334လို့မကြခင်ပါလဲတဲ့သူ့ရဲ့ဘေးမှာပေါင်းခြင်းက238လို့ပေါင်းလိုက်တာ39လို့ဖြစ်တယ်။839ပို့က ပေါင်းလိုက်တာခွန်လို့ဖြစ်39ခွန်ခါသုံးလုံးပေါင်းလိုက်တာ438ကနှစ်လို့ဖြစ်39ခွန်နှစ်လို့ဖြစ်တာဆိုတော့နော်39ခွန်နှစ်လို့ဖြစ်ပြီးမှသူ့ဘေးမှာ334ကြာ334ကြာပြီးမှကျွန်တော်တို့အဲ့334လေးနေမှာ1 2 3 4 1 2 3ခွန်30လို့ရအဲ့ခွန်30လေးကဘယ်ရခွန်30လေးတုံးဆိုရင်တဲ့ကျွန်တော်တို့မူလတည်ခဲ့တဲ့339ခွန်လေးပါပဲတဲ့နော်အဲ့ရနေလှမ်းပို့ထားပါလို့ သုံးတုံညာလေးရရှိမယ်ဆိုရင်သူစောင်းကနေ1 2 3 4 5 6 7 9ဒီသုံးတုံညာခုလေးရသုံးတုံညာခုတုံညာသုံးတုံညာခုလေးရသုံးတုံညာလေးရအစောင်းမလိုက်ကြရမယ်ပေါ့လေညတို့ဒါပထမကျွန်တော်၅ချက်မြောက်တော့ပြထားတဲ့ site လေးပါနော်ဟုတ်ကဲ့ကျွန်တော်ဒုတိယကတ်ကိုလည်းတွားကြည့်အောင်ဒုတိယကတ်မှာလည်းကျွန်တော်တို့အဲ့တိုင်းပါပဲတဲ့နော်ဒုတိယကတ်မှာဆိုတော့ဘယ်မှာတည်ထားအောင်ဆိုတော့၂ဆောင်း 2017မှာတည်ထားတယ်နော်တုံညာ3ခုလို့ရှိတယ်သူကလည်းပထမကတည်းကဆောင်းဆင်းလိုက်မယ်လေ1 2 3 4 5 6 9 8 1,2,3,4,5,6ခုမှာခွန်60လို့သူကလည်းတည်တာသူကနေမှကျွန်တော်ဇောင်းတက်လိုက်လဲတဲ့1,2,3,4,1,2,3ပထမကတ်တိုင်မှာ9တခုလို့ရှိနေအဲ9တခုအနေနဲ့တော့ပေါ်တက်လိုက်ဇောင်းတက်လိုက်မှာပြ1,2,3,4,5 1,2,3 တိနှစ်3 4 5တိနှစ်3ဒီပွဲပဲလေနော်ဒီမှာလဲတိနှစ်3 4 5တိနှစ်3ဟုတ်ပါတယ်အဲ့တော့တို့ဒီမှာလဲတိနှစ်3 4 5တိနှစ်3ဆိုတော့နော်ခွန်30လို့မှာလေသူသူမကြခင်မှာလဲပထမကတ်တိုင်းပဲသူကသူဘေးကနေကြီးလိုက်ရင်တိနှစ်3 4တိနှစ်3မှာ၄၃ည3လို့ရှိအဲ့၄၃ည3လို့မကြခင်မှာလဲသူကလဲပထမကတ်တိုင်းပဲ ဒီဆောင်သုံးလုံးပေါင်းခြင်းရတုံညလို့ဖြစ်ဒီသုံးလုံးပေါင်းခြင်းရခွန်းလို့ဖြစ်ခါသုံးလုံးပေါင်းခြင်းခွန်းသုံးနှစ်ကတုံညခွန်းနှစ်လို့သူကပေါင်းခြင်းနေတဲပြီးမှလေးတုံညသုံးလေးကြတယ်ဗျာဘာမှကတ်မှလည်းတော့အဲ့တိုင်းပဲဘောနော်ပေါင်းခြင်းတုံညခွန်းနှစ်လို့တဲတဲပြီးလေးတုံညသုံးကြပြီးမှသူရဲ့ဒါတပင်းနှစ်ပင်းသုံးပင်းလေးပင်းတပင်းနှစ်ပင်းသုံးပင်းမှာခွန်းသုံးတယ်လို့လိုက်ကြပါဘောလေအခုလည်းကျွန်တော်တို့အဲ့လိုလေးဖြစ်ထားပြီးပြီတဲ့နော် တွဲနေတပင်းနှစ်ပင်းသုံးပင်းလေးပင်းတပင်းနှစ်ပင်းသုံးပင်းဆိုဒီပွဲမှာပေါ့ဗျာဒါသူ့ပို့ရမယ်ခွန်30လေးလဲမူလတည်ခဲ့တဲ့ကျွန်တော်တို့2011က3.3ခွန်လေးပါပဲတဲ့4.3ခွန်အနေကြီးလိုက်ဒီ1 2 3 4 5 6 7 9ဒီ3.3ခွန်လေးကဒီကြိမ်ကိုလိုက်ပို့ရမယ်ပေါ့လေ4.3ရဲ့ဇောင်းဆင်းနေပြီ9.1ခွန်လေးလှမ်းထောက်ထားတယ်ပြေးမှာပေါ့ဗျာနော် ထမကတ်လေးတိုင်းကိုလေနော်ပထမကတ်လေးအတိုင်းလေးကြာထားတဲ့အတွက်ဟုတ်ကဲ့ဒါကတော့ကျွန်တော်မတူညီတဲ့နောက်တဲ့တစ်ဆိုင်နဲ့တွားကြနောက်တဲ့တစ်ဆိုင်ကကျွန်တော်တို့ကြီးတဲ့ပွဲကျွန်တော်ပြထားတဲ့ဆိုင်လေးပါပဲ80နဲ့ရှင်မနော်တလေးကိုလို့ရှိမယ်နော်သူ့တပင်ညမှာ၄ခွန်၄လို့ရှိတယ်အဲ့တလေးကိုကနေတော့ဇောင်းတက်လိုက်မယ်တဲ့1 2 3 4 5 6ခွန်မှာ685လို့သူက တဲထားတယ်6 8 9နဲ့အောက်ပြန်ဆင်းလိုက်မယ်ပြတဲတဲ့တင်း2 3 4 5 6 9 10 11 12 13 14 15စနေ7345မှာ83ခွန်လို့ဒါတည်ထားတယ်83ခွန်နေတော့လို့ဘေးကနေပဲအပေါ်ပြန်တက်လိုက်မှာပြန်1 2345680လို့ရှိတယ်အဲ့140နေတော့ဇောင်းကနေတွားလိုက်မှာ140ဇောင်းကနေ ည်း1 2 3 4 5 6 9 633လို့သူကလည်းရှိထားတယ်ပြန်တော့ပြီးတဲ့ပွဲကကျွန်တော်ပြတာဆိုင်လေးပါအဲ633ကနေတော့တို့ဇောင်းတက်လိုက်မယ်1 2 3 4 5 1 2 3 4 5 6 9 10ဒီမှာ333ဆိုပြီးသူကလည်းရိုက်ပေးထားတယ်တဲ့နော်ဒါတော့ပထမကပ်ပါဗျာ ုတိယကတ်မှာလည်း2002မှာကျွန်တော်149လို့တဲ့တယ်ဗျာပထမကတ်မှာလည်း88မှာလည်းသူက149လို့တဲ့တယ်685လို့လည်းတဲ့တယ်ဗျာနော်ညီမလည်း149လို့တဲ့တယ်685လို့တော့တဲ့တယ်တာ149ရဲ့တပင်ကြောင့်မှာကျွန်တော်440လို့ရှိတယ်အဲ့149ကိုညောင်းတက်လိုက်123456ခွန်မှာ685လို့ပထမကတ်တိုင်းတဲ့တယ်တဲ့685ပြန်ရင်အောက်ဆင်းလိုက်မယ်ဗျာ တိနှစ်သုံးလေးငါးချောက်ခွန်ရှိ9စတိစနစ်စတုံးစလေး15ချိန်မှာ83 38ခွန်လို့ရှိတယ်ပထမကတ်တိုင်းပဲเนาะသူကနေမှတော့အပေါ်ပြန်တက်လိုက်မယ်တိနှစ်သုံးလေးငါးချောက်ခွန်ရှိတိတုံညာလေးလို့ရှိပြန်နေတယ်ပထမကတ်တိုင်းပဲเนาะတိတုံညာလေးကနေမှတော့ဇောင်းကနေမှရှိလိုက်မယ်တိနှစ်သုံးလေးငါးချောက်ခွန်မှာ 630လို့သူကလည်းတည်ပြထားပြန်တယ်အဲ630ကနေတော့တို့ရည်လိုက်မှာပြောစောင်း1 2 3 4 5 1 2 3 4 5ဒီနေ345ဆိုဒီပွဲပါပဲတဲ့နော်ဒီပွဲမှာကျွန်တော်တော့မတူညီတဲ့ဖိုင်လေးလေးဆိုင်နဲ့ခွန်30လို့ဒူဩကွက်လေးတင်ပေးလိုက်တယ်ဗောလေပါဩကွက်တော့မှုန်ပေးပါဦးကနော်ဒူဩကွက်လေးဗောမိတ်ဆွေတို့ကြိုက်တယ်ဆိုရင်လဲဒါခုနေပါတယ် လူဆိုင်လေးလည်းရှိပါတယ်နော်ခွန်30ရမနှစ်ကဘူးပြိမ့်မကြထားတဲ့အတွက်ဒီနေ့လည်းဘူးပြိမ့်တွေဆရာတော်တော်များများလိုက်နေကြပါဒီပွဲမှာတော့မိတ်ဆွေတို့ကြိုက်တယ်ဆိုရင်လည်းထိုးနိုင်ပါတယ်လို့နော်လေကျွန်တော်ဩကွက်လေးကိုတော့မနှက်ပြန်သူ့မို့တပတ်ခါတော့တင်ပြနေအောင်ကြိုးစားပါမယ်နော်အားလုံးကံပေး၍ချဲဆိုကြီးပေါက်ကြပါသေးဗျာ